မင်္ဂလာပါကျွန်တော်ဆမ်မတီဆော်ကဖြစ်ပါတယ်ကျွန်တော်ဒီနေ့အင်္ဂါညမှာရှင်ပြန်ကစားမဲ့ကဘာဖလာချေးစစ်ပွဲစဉ်တွေတွေ့ရမှာကျွန်တော်ဥရောပဇုံချေးစစ်ပွဲတစ်ပွဲဖြစ်တဲ့ဆာဗီးယားနဲ့အန်ဒိုရာပွဲစဉ်ကိုရွေးချယ်သုံးသပ်ပေးချင်ပါတယ်ဒီနေ့အင်္ဂါညမှာတော့ကျွန်တော်မမ်ဘာပွဲထွက်ပါတယ်ကျွန်တော်မနေ့ကတင်းနာညမှာလည်းခရိုအေးရှားဘော်ဒီနော်ဝေးဂိုးအောက်နှစ်ပွဲအဆင်ပြေခဲ့ပြီးတော့အီတလီဘော်ဒီတစ်ပွဲသာကြားခဲ့တာကြောင့်နှစ်ပွဲနဲ့တစ်ပွဲရှုံးစရာရတဲ့တင်းနာညမှာလည်းကျွန်တော်အဆင်ပြေအပေါင်းပြခဲ့ပါတယ်အဲကြောင့်မို့နိုင်ငံပွဲစဉ်6ရက်တာကစားပြီးမှတော့ ျွန်တော်တို့တင်းနေကြတဲ့ညသာအမိုင်းပြခဲ့ပြီးတော့ကျန်တဲ့6ရက်ထိအဆင်ပြေခဲ့တာကြောင့်နိုင်ငံပွဲ6ရက်စာမှာစုစုပေါင်းအပေါင်းပြား၈၈၀တိပြား၈၈၀တိထွက်ပြီးတော့အဆင်ပြေထားပါတယ်။ဒါကြောင့်မို့ဒီနေ့နိုင်ငံပွဲစဉ်နောက်ဆုံးရက်မှာလည်းကျွန်တော်စီကိုမမပွဲလာရောက်ဝေယူတဲ့အကိုတို့အားလုံးအဆင်ပြေအကျိုးရှိစေဖို့အတွက်ကျွန်တော်အချက်လက်ပေါင်းစုံပတ်ပေါင်းစုံကနေပြီးတော့အကောင်းဆုံးဖြစ်စဉ်ပဲပွဲစဉ်ကိုမမပွဲဖြစ်ရွေးချယ်ပေးထားပါတယ်။ ဒါကြောင့်မို့ဒီနေ့အင်္ဂါညမှာကျွန်တော်စီကိုမန်ပါဝဲလာရောက်ဝေယူတဲ့အကိုတော်အားလုံးအစီအပြေအကျိုးရှိစေရမယ်လို့ကျွန်တော်အားမခံပါတယ်။ဒါကြောင့်မို့စိတ်ဝင်စားလို့မန်ပါဝဲကိုဝေယူခြင်းနဲ့ဆိုရင်တော့ဒီနေ့တညစာကိုညမဝင်9000ကျပ်နဲ့ကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်ဖြစ်တဲ့39969889309ကိုဆက်သွယ်ပြီးတော့မန်ပါဝဲတွေကိုဝေယူနိုင်ပါတယ်ဗျာ။ဒီနေ့ပွဲစဉ်မှာစာပီယာကအန်ဒိုဟာကိုအင်ကွဲနဲ့နှလုံးအရှုံဂိုးပေါင်းသေး၃လုံး၃၀ရှုံးသို့ဖွင့်လှစ်ပေးထားပါဗျ။ ရုပ်စုမှာစုစုပေါင်း9သိန်းရှင်ပိုင်ကစားမှာဖြစ်ပြီးတော့အင်္ဂလန်ရဲ့အေဗီနီးယားရဲ့လစ်ဗီးယားရဲ့ဆာဗီးယားရဲ့အန်တိုဝါရဲ့9သိန်းရှင်ပိုင်ကစားမှာပါဒီအုပ်စုမှာအင်္ဂလန်ကိုအုပ်စုဘူနီယာကိုပေးလိုက်မယ်ဆိုရင်အဆင့်နှစ်ပလေးအော့နေရတော့ကအေဗီနီးယားရဲ့ဆာဗီးယားရဲ့လူရမှာပါဆာဗီးယားကအေဗီးယားအင်ဂွင်းမှာတေးချခဲ့တာကြောင့်ဆာဗီးယားအနေနဲ့ခြေစစ်ပွဲအောင်ကျင်နေဆိုရင်ဒီအုပ်စုအတွင်းမှာ AP အသင်းတွေဖြစ်တဲ့ Andorra လိုအသင်းတွေတွေ့နေလို့မှာအင်ဝင်းမှာ ပြပြသားသားရအောင်ပြပြသားသားအနိုင်ရအောင်ယူထားမှရမှာပါ။ဒါကြောင့်စာပီးအနေနဲ့သူ့ရဲ့အင်္ဂွက်မှာတော့သူလုတ်ဆရာရှိတော့အကုန်လုတ်သွားလိမ့်မယ်လို့ကျွန်တော်ကယူဆပါတယ်။စာပီးအနေနဲ့အန်ဒရောကိုမနိုင်စရာမရှိပါဘူး။ဒီပွဲကစာပီးအတစ်ဖက်တည်းဂိုးသင်းမဲ့ပွဲပါ။အန်ဒိုဝါရဲ့တိုက်စစ်ကစာဗီးယားအင်ဂွင်မှာစာဗီးယားခန့်စစ်ကိုကြော်ဖြတ်ပြီးတော့ဂိုးတကိုးရဖို့ခက်ခဲလိမ့်မှာခက်ခဲဥမ္မာပါဂိုးတကိုးရဖို့မလွယ်ကူပါဘူးဒါကြောင့်မို့စာဗီးယားတစ်ဖက်တည်းဂိုးသင်းဘက်ပွဲဖြစ်ပြီးတော့စာဗီးယားမှာ မီထိုဘစ်ဘလာဟိုဘီတို့တို့အဆုံးသက်တင်ကြတဲ့တိုက်စစ်မှုတွေရှိတာကြောင့်ဆာဗီယာတိုက်စစ်ကအန်ဒူဝါလိုအသင်းကိုအင်ကွင်းမှာတုံးကိုပြတ်ဖို့မခက်ခဲဘူးလို့လည်းကျွန်တော်မြင်ပါတယ်။ဒါကြောင့်ဒီနေ့ပွဲစဉ်မှာတော့ဆာဗီယာခြေစစ်ပွဲပထမဆုံးနိုင်ပွဲရအောင်ယူသွားလိမ့်မယ်လို့အင်ကွင်းမှာခြေစစ်ပွဲပထမဆုံးဂိုးပြတ်နိုင်ပွဲတစ်ပွဲရအောင်ယူသွားမယ်လို့ကျွန်တော်ကတော့မြင်ပါတယ်။ကျွန်တော်ကတော့ယူဆနေပါတယ်။အန်ဒူဝါလိုအသင်းကိုအေဘီနီးယားတော့သူ့ရဲ့အင်ကွင်းမှာတုံးကိုပြတ်ခဲ့သေးတာ။ဆာဗီယာလည်းသူ့ရဲ့ အင်ကွင်းမှာအန်ဒူရာကိုသုံးခုမပြတ်နိုင်စေအကြောင်းမရှိလို့လည်းကျွန်တော်မြင်ပါတယ်။ဒါကြောင့်ကျွန်တော်ဆာဗီယာဘော်ဒီကိုဒီကြောင်းထဲကိုပဲရွေးချယ်ပေးချင်ပါတယ်။ဆာဗီယာနဲ့အန်ဒူရာပွဲစဉ်မှာကျွန်တော်ဆာဗီယာဘော်ဒီကိုပဲကျွန်တော်ကြိုက်နေသက်ပါတယ်။ဒါကြောင့်ဒီနေ့အင်္ဂါညမှာတော့ကျွန်တော်မမ္မာပွဲထွက်ပါတယ်။ဒီနေ့နိုင်ငံပွဲစဉ်နောက်ဆုံးရက်မှာကျွန်တော်စီကိုမမ္မာပွဲလာရောက်ဝင်ယူတဲ့အကူတို့အားလုံးအဆင်ပြေအကျိုးရှိနိုင်ဖို့အတွက်ကျွန်တော်အချက်လက်ပေါင်းစုံဘက်ပေါင်းစုံကနေပြီးတော့တရားလေးစဉ်းစားပြီးတော့ရွေးချယ်ပေးထားပါတယ်။ဒါကြောင့်မို့ဒီနေ့ညမှာမမ္မာပွဲတွေကိုစိတ်ဝင်စားလို့ဝင်ယူခြင်းနဲ့ဆိုရင်တော့ဒီနေ့တရက်စာကို မြန်မာငွေ9000ကျပ်နဲ့ကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်ဖြစ်တဲ့39969889339ကိုဆက်သွယ်ပြီးတော့မမဝဲတွေဝယ်ယူနိုင်ပါတယ်ဗျာနိုင်ငံဝဲ6ရက်စာမှာကျွန်တော်တနင်္ဂနွေတရက်သားအမောင်းပြအပိုင်းပြထားပြီးတော့ကျန်တဲ့9ရက်ဒီအစဉ်ပြေခဲ့တာအစဉ်ပြေထားပါတယ်။ဒါကြောင့်ဒီနေ့နောက်ဆုံးရက်မှာလည်းကျွန်တော်အစဉ်ပြေအပေါင်းထွက်စီရင်ပေးလို့အားမခံပါတယ်။ဒါကြောင့်စိတ်ဝင်စားလို့မမဝဲတွေဝယ်ယူခြင်းနဲ့ဆိုရင်တော့ဒီနေ့တရက်စာကို9000ကျင်းနဲ့ကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်ကိုဆက်သွယ်ပြီးတော့မမဝဲတွေဝယ်ယူလို့ရပါတယ်ဗျာ။ ကျွန်တော်ရဲ့ဖုန်းနံပါတ်ကိုမရှင်းတဲ့အကူတို့တော့ကတော့ကျွန်တော်ရဲ့ TikTok bio link မှာကျွန်တော်ရဲ့ဖုန်းနံပါတ်ကိုတင်ပေးထားပါတယ်အားလုံးပဲအဆင်ပြေအောင်မြင်ကြပါစေဗျာအားလုံးကျေးဇူးတင်ပါတယ်